စ်တပ်နှင့်အမျိုးသားရေးဝါဒမင်းသိမြမနိုင်ငံရေးတမိုင်းကောက်ချောင်းကို လေးလာတဲ့အခါကိုလိုနီခေတ်အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှုကာလမှာထင်ရှားတဲ့တမိုင်းဖြစ်ရက်အမြောက်အများရှိခဲ့ပါတယ်။တမိုင်းတွေကနိုင်ငံရေးအယူဝါဒတွေလို့ပြောရင်ဘာတွေကို တွေ့နိုင်ပါသလဲ။ဝန်သာမှုမျိုးချစ်ဝါဒလဝဲကွန်မြူနစ်ဆိုရှယ်လစ်အတွေးခေါ်တွေကိုကိုလိုနီခေတ်မှာထင်ထင်ရှားရှားတွေ့ရပါလိမ့်မယ်။ မျိုးချစ်ဝါဒတဏီအဖြစ်အမျိုးသားရေးဝါဒနဲ့လဝဲဝါဒမှာဘယ်အရာက အရင်ကနှူးဖြစ်ခဲ့ပါသလဲဝန်တာနုလှူရှားမှုအစကိုလိုနီအစိုးရကိုဘာသာရေးနဲ့လူမှုရေးဘက်ကနေလှည့်ပြီးအခမ်းဖီဆန်ဖို့စတင်လိုက်တာကတော့ YMBA အသင်းကြီးဖြစ်ပါတယ် YMBA အသင်းရဲ့ကြွေးကြော်သံနဲ့ဆောင်ဖို့ကို ကြည့်ပြီးတော့ YMBA အသင်းဟာ အမျိုးသားရေးဝါဒကို အခြေခံတယ်ဆိုတာညင်းလို့မရပါ အမျိုးဘာသာသာသနာပညာဆိုတဲ့ဆွဲကင်ချက်ရှိပါတယ်အမျိုးကိုချစ်ပါဘာသာသာသနာကိုလေးစားပါပညာကိုတန်ဖိုးထားပါဆိုတာ မျိုးချစ်ဝါဒရဲ့အမှတ်တရုပ်အဖြစ်ထင်ရှားပါတယ် WMB ဟာ နိုင်ငံရေးအရာတိုက်ရိုက်စန့်ကျင်တာမျိုးမလုံနိုင်သေးပဲဘာသာရေးနဲ့လူမှုရေးအရာကိုလိုနီနယ်ချက်ကိုစန့်ကျင်ဖို့လှုပ်ရှားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာအသင်းဖွဲ့ကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ YMBA ဟာ GCBA မြန်မာအသင်းချုပ်ကြီးအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တဲ့1920အောက်တိုဘာနောက်ပိုင်းမှာ ကိုလိုနီနယ်ချက်စန့်ကျင်ရေးအတွက်နိုင်ငံရေးအဖွဲ့အစည်းဆန်ဆန်ပိုဖြစ်လာခဲ့ပါတယ်။အဲဒီခါဘာသာရေးနဲ့လူမှုရေးမှာတင်ရက်တက်မနေတော့ဘဲစီးပွားရေးအရာတပိတ်မှမှုတွေပါ အပြိုင်အယိုင် ပေါ်ထွက်ခဲ့ပါတယ်။ မျိုးချဝါဒနဲ့စေရေးတိမှတ် YMBA နဲ့ GCBA တို့ကိုဥပမာအဖြစ်ကြည့်ရင်ဗမာအမျိုးသားရေးဝါဒဟာဘာသာရေးနဲ့လူမှုရေးတနည်းအားဖြင့်လူမှုရေးကနေတရေတီစတင်ခဲ့ပြီးနောက်ပိုင်းမှာစီးပွားရေးနယ်ပယ်မှာပါအမျိုးသားရေးဝါဒကိုချဲ့ထွင်လာတဲ့သဘောကိုတွေ့ရပါတယ်။ GCBA ပေါ်ထွက်လာခဲ့တဲ့ကာလမှာပဲပထမចောင်းသားတပိတ်ပေါ်ထွက်ခဲ့ပါတယ်။ဝန်တာနုမျိုးချစ်စိမ့်နဲ့ ကျောင်းသားလှုပ်ရှားမှုဟာပူပေါင်းသွားခဲ့ခြင်းလို့ပြောနိုင်ပါတယ်။ထို့နောက်1930ခုနှစ်မှာဆရာဆန်ဦးဆောင်နဲ့လေသမားလက်နက်ကင်လှုပ်ရှားမှုပေါ်ပေါက်ခဲ့ပါတယ်။ဆရာဆန်ရဲ့နိုင်ငံရေးတွေးခေါ်ကိုလေ့လာကြည့်ရင်ရှေးရိုးဆွဲအမျိုးသားရေးဝါဒရှိချောင်းတွေ့ရပါလိမ့်မယ်။ဆရာဆန်ဟာ GCB ရဲ့အတင်းကြုတ်ကြီးရဲ့စီယုံရေးမှုတယောက်ဖြစ်ခဲ့တယ်ဆိုတာလည်းမမေ့အပ်ပါ။ဆရာဆန်ရဲ့ဂလုံတက်မကြီးဟာလေသမားတွေကိုအခြေပြုပြီး မျိုးချစ်စိတ်ဓာတ်နဲ့လက်နက်ကင်ပုံကံနဲ့တာရကဖြစ်ပါတယ်1939ခုနှစ်မှာဝန်သားမှုလှုပ်ရှားမှုဟာစည်ရည်နဲ့ပူပေါင်းလာနိုင်ပြီလို့ပြောနိုင်ပါပြီသို့တော်လည်းပဲခင်မီတော့နိုင်ငံရေးတွေးခေါ်မကတ်နိုင်သေးပါထပ်မံထူးခြားချက်တစ်ခုကတော့ဆရာဆန်ရဲ့အသမတော်လန်ကြီးပေါ်ထွက်ခဲ့တဲ့ကာလမှာပဲတခင်လှုပ်ရှားမှုပေါ်ထွက်ပြီးတော့ဒီဘက်မှာစီယုံပေါ်ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ပါတယ် မျိုးချစ်ဝါဒနဲ့နိုင်ငံရေးတိမှတ်ဒုဗမာစည်းရုံးကိုတခင်ပါတောင်းဥဆောင်ပြီး1930မတ်လမှာတည်ထောင်ဖွဲ့စည်းလိုက်ပါတယ်ဒုဗမာစည်းရုံးရဲ့ကြွေးကြော်တန်နဲ့စောင်ဘုတ်ကိုကြည့်ပြီးဒုဗမာစည်းရုံးရဲ့နောက်ွယ်ကရတနာဒွန်အားကလည်းအမျိုးသားရေးဝါဒမျိုးချစ်ဝါဒဝန်တာနုရခိတစိန်နဲ့တီထောင်ဖွဲ့စည်းလိုက်တယ်ဆိုတာမငင်းနိုင်ပါဗမာပြည်သူတို့ပြည်ဗမာစာတီတို့စာ မာစကားသည်ဒုစကားတို့ပြီကိုချစ်ပါဒုစာကိုချင်းမြင်ပါဒုစကားကိုလေးစားပါဆိုတဲ့ကြွေးကြော်တန်းဟာဗမာမျိုးချစ်လူငယ်တွေတဲမှာအတော်ရေပန်းစားခဲ့ပါတယ်ဒုဗမာစီယုံရဲ့ကြွေးကြော်တန်းဟာ YMBA လို့မဟုတ် အမျိုးထက်တိုင်းပြည်ဘာသာတဒနာထက်စာနဲ့စကားဆိုတာကိုဗဟုပြုပြီးလှုံ့ဆော်တယ်ဆိုတာကိုသတိချက်ပါ YMBA ထက်ဒုဗမာစီယုံဟာအမျိုးသားရေးဝါဒအတွေးခေါ်မှာပုံမူခြေပြန့် ပိုပြီးအစင်းမြင့်လာတဲ့သဘောကို တွေ့နိုင်ပါတယ်။အမှုသားရေးဝါဒဝန်တာနုစိတ်ဓာတ်ကိုအခြေခံပြီးပေါ်ထွက်လာတဲ့အဖွဲ့အစည်းတွေဖြစ်ပေမဲ့လူမှုနိုင်ငံရေးတွေးခေါ်မှာတစင်းမြင့်စဉ်းစားပြီးလုံနိုင်တာကိုကြည်ပါ။1930ခုနှစ်ဟာမျိုးချစ်နိုင်ငံရေးသမိုင်းမှာထင်ရှားတဲ့ခုနှစ်တကရစ်ဖြစ်ပါတယ်။ဝန်တာနုမျိုးချစ်စိတ်နဲ့စည်ရေးလှုပ်ရှားမှုကို ပေါင်းစည်းနိုင်တဲ့တာရကဝန်တာနုမျိုးချစ်စိတ်နဲ့ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုကို PP ပြင်ပြင်တည်ထောင်နိုင်ခဲ့တဲ့ကာလဖြစ်ပါတယ်။ရိုမာစည်းရုံးမှာတခင်ဘာတောင်းကဲ့သို့တခင်ကိုရောမိုင်းလေထင်ရှားတဲ့မျိုးချစ်ခေါင်းဆောင်ကြီးတယောက်ဖြစ်လာခဲ့ပါတယ်။ဒါဟာမျိုးချစ်ဝါဒနဲ့ရိုမာစည်းရုံးနဲ့ခွဲလို့မရတဲ့အဓိကတာရကတွေတဲကနောက်ထပ်တာရကတစ်ခုဖြစ်ပါတယ်။မျိုးချစ်ဝါဒနဲ့လက်ဝဲဝါဒထိမှန် 1939ခုနှစ်နိုဝင်ဘာ၄ရက်နေ့မှာငကနီစာပေတင်းကိုတီထောင်ပါတယ်။ငကနီစာပေတင်းကိုတီထောင်သူတွေဟာတို့မှာစင်ယုံကမြို့ချစ်လူငယ်တခင်ပညာတတ်တွေကစတင်လိုက်တဲ့စာပေအသင်းဖြစ်ပါတယ်။ရည်ရွယ်ချက်ကတော့မြို့ချစ်စိတ်ကိုလှုံ့ဆော်ပေးဖို့နဲ့လဝဲနိုင်ငံရဲ့တွေးခေါ်ကိုမြမလူဖွဲ့စည်းတဲ့ဝါဒဖြန့်ချဖို့ဖြစ်ပါတယ်။ငကနီစာပေတင်းကို1939ခုနှစ်မှာမှစတင်ဖွဲ့စည်းတယ်ဆိုပေမဲ့ ို့မှစီယုံဝင်သခင်လူသခင်လူငယ်မျိုးချင်းနိုင်ငံရေးသမားတွေဟာလဝဲစာပေတွေကိုလေ့လာပြီးလဝဲနိုင်ငံရေးတွေးခေါ်တွေကိုနှစ်နှစ်ခြိုက်ခြိုက်စာသုံးထားပြီးသူတွေဖြစ်ကြောင်းသတိရပါသူတို့ယုံကြည်လက်ခံတဲ့မြန်မာလူထုကိုလည်းယုံကြည်လက်ခံစေအောင်ဝါဒဖြန့်ရန်တရားအနေနဲ့ငကနီစာပေတင်းကိုဖွဲ့စည်းတာဖြစ်ပါလေငကနီစာပေတင်းရဲ့ဂျိုပန်မှုကြောင့်မြန်မာလူထုကြားထဲမှာ လဝဲယူဆနဲ့ကွန်မြူနီတွေးခေါ်ဆိုရှယ်လစ်တွေးခေါ်တွေပြန့်နှံ့လာခဲ့ပါတယ်။ငကနီစာပေသင်းဟာလဝဲယူဆနဲ့ဒေါ်လာရီတွေးခေါ်ကိုလည်းဖြန့်ချီသလိုမျိုးချစ်စိတ်ကိုလှုံ့ဆော်ပေးတဲ့စာပေတွေကိုလည်းဘာသာပြန်တာရေးသားဖြန့်ချီတာတွေလုပ်ပါတယ်။တစ်ဖက်မှာလည်းစိတ်ဓာတ်မြင့်တင်ရေးစာပေတွေဖြစ်တဲ့နိုင်ငံရေးတက်ကြမ်းစာအုပ်တွေကို ရေးသားပုံနှိပ်ဖြန့်ချီကြပါတယ်။ နိုင်ငံတကာကဒေါ်လာကြီးသူရဲကောင်းတွေရဲ့ဘဝအထုပ်ပတ္တိတွေကိုဘာသာပြန်ပုံနှိပ်ထုတ်ဝေရင်ဒီစာပေတွေကိုဖတ်ပြီးမြမလူဖွဲ့စည်းတဲမှာသူရဲကောင်းဝါတာလဲဖြစ်ထွန်းလာခဲ့တယ်လို့ပြောနိုင်ပါတယ်မျိုးချစ်ဝါတာနဲ့တတ်မတော်တရေတီနဂနီစာပေသင်းပေါ်ထွက်လာတဲ့1939ခုနှစ်ကာလဟာ ဝန္တာနုမျိုးချစ်ဝါဒနဲ့လဝဲဝါဒပေါင်းစည်းသွားတဲ့တာရကကိုပြနေပါဗါဒတို့မှာစီယုံဝင်တခင်မျိုးချစ်လူငယ်ပညာတတ်တွေကလဝဲစာပေကနေခင်မီတဲ့နိုင်ငံရေးတွေးခေါ်ကိုရခဲ့ပါတယ်ဒီကနေတစဉ်ကိုလိုနီနယ်ချက်တော်လှန်ရေးကိုလက်နက်ကင်လန်းစင်နဲ့တော်လှန်ဖို့ဖြစ်လာပါတယ်နိုင်ငံဒီစာပေသည်မတီထောင်ခင်တစ်နှစ်လောက်အလိုမှာမြန်မာနိုင်ငံရေးတမိုင်းမှာအထင်ကရဖြစ်ခဲ့တဲ့ဒုတိယကျောင်းသားတပိတ်1936 ပေါ်ထွက်ခဲ့တာကိုလည်းသတိချက်ပါမျိုးချစ်ဝါဒဟာတော်လန်ရေးဝါဒဖြစ်တဲ့လက်ဝဲဝါဒနဲ့ပေါင်းစပ်ပြီးလက်နက်ကင်တော်လန်ရေးအဖြစ်အသွင်ပြောင်းခဲ့ပါတယ်အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှုရဲ့လက်နက်ကင်တိုက်ပွဲကိုမျိုးချစ်လူငယ်ပညာတတ်ကျောင်းသားနိုင်ငံရေးသမားတွေကစတင်လိုက်ပါတယ်ဒီလိုနဲ့ရဲဘော်သုံးကြိတ်ရဲလို့ဖြစ်လာပါတော့တယ်ဗမာတပ်မတော်ရဲ့တတိဟာရဲဘော်သုံးကြိတ်ကနေစတင်မွေးဖွားလာခဲ့ပါတယ်မျိုးချစ်ဝါဒနောက်ခံသမိုင်း မတ်တမတော်ဟာမျိုးချစ်ဝါဒကနေတရေတီးပြီးလဝဲတော်လန်ကြီးအတွေးခေါ်ရဲ့အပံပိုးနဲ့မွေးဖွားကြီးပြင်းလာခဲ့ပါတယ်။ဗမတ်တမတော်တရေမတီးခင်ကနအူဝန်တာနုရခိတလှုပ်ရှားမှုတွေအတီးတီးကိုတမိုင်းစရာစင်ကြီးလိုက်ရင်အခုလိုတွေ့ရပါတယ်။1906 WNPA ဒီထောင်1920 GCPA ပြောင်းလဲဖွဲ့စည်း1920ပထမចောင်းသားတပိတ်ပေါ်ပေါက်1930 ဆရာဆန်ရသမလက်နက်ကင်ဒေါ်လန်ကြီးဖြစ်ပွား1930ဒုမအစီယုံတည်ထောင်1936ဒုတိယကျောင်းသားတပိတ်ပေါ်ပေါက်1939ငကနီစာပေတင်တည်ထောင်1938300ပြည့်အရေးတော်ပုံပေါ်ထွက်1940ရဲဘော်တုံးကျိတ်ဖွဲ့စည်း1941ဗမာလွတ်လပ်ရေးတပ်မတော်ဖွဲ့စည်းအထက်ပါသမိုင်းစဉ်ဇယားကိုကြည်လိုက်ရင်ဗမာတပ်မတော်ဟာ ရုတ်ချက်ဝန်တာမှုစိတ်တတ်နဲ့သူ့ရဲ့တွန်းအားနဲ့မြို့သားကြီးဝါဒကိုအခြေခံပြီးပေါ်ထွက်လာတဲ့တမတော်ဆိုတာထင်ရှားပါတယ်။ပူစောသောရခိတလန်စဉ်ဒုဗမာစီယုံဝင်တခင်လူငယ်တွေဟာလဝဲဝါဒကိုမြမလူဖွဲ့စည်းတဲ့ခေါ်ဆောင်လာတာဟာ1938ခုနှစ်နောက်ပိုင်းမှာဖြစ်ပါတယ်။ဒီတော့လဝဲကွန်မြူနစ်ဆိုရှယ်လစ်ဝါဒထက်မြို့သားကြီးဝါဒဟာပို၍စောတယ်။ပို့လို့ ရှေ့စောရောင်းနေပြီးသားဖြစ်တယ်လို့ပြောနိုင်ပါတယ်ဗမာတက်မတော်တရေတီတဲ့ကာလဟာမျိုးချစ်ဝါဒကိုအခြေခံပြီးပေါ်ထွက်လာခြင်းလို့တိတိကျကျဆိုနိုင်ပါတယ်ယခုလက်ရှိမြမတက်မတော်ဟာမြမမျိုးသားရေးဝါဒဖြစ်ထွန်းနေဆိုတာညင်းပေါ်ရမှရှိပါဒီတမိုင်းနောက်ခံကိုကမျိုးချစ်ဝါဒကိုတွန်းအားပြုပြီးပေါ်ထွက်လာတဲ့တက်မတော်ဖြစ်တာတွေ့ရပါတယ်။ဗမာလူမျိုးကြီးဆိုးတဲ့မြမစစ်တပ်ကလည်း ယခင်ကလေးကရှိခဲ့ဘူးပြီဖြစ်တဲ့ဗမာမျိုးသားကြီးဝါဒကိုပြန်လည်တိဆောက်ဆွဲကင်တာတွေ့ရပါတယ်။20ရာစုအလယ်လောက်မှာစတင်မွေးဖွားခဲ့တဲ့မြမစစ်တပ်ဟာ27ရာစုတည်းမှာလေဘူတာကြီးဝါဒမျိုးချစ်ဝါဒကိုဆက်လက်ဆွဲကင်ထားစေဆိုတာတွေ့ရပါတယ်။တက်ဤမူလတဒနာမြမစစ်တပ်ဟာလွတ်လပ်ရေးမရခင်မှာနာမည်အမျိုးမျိုးပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။ရဲဘော်၃ကြိမ်မှ BIA BIA မှ BMA BIA မှ PBF PBF မှ Burma Rifle ထို့နောက်ဗမာတပ်မတော်မြန်မာတပ်မတော်မြန်မာစစ်တပ်မြန်မာစစ်တပ်ဟာမျိုးချေဝါဒကိုတပ်မတော်ရဲ့ ideology တစ်ခုအနေနဲ့မြုပ်နှံထားသူခဲ့ပါတယ်နိုင်ငံကြီးအပြောင်းလဲတွေကြားမှာမြန်မာစစ်ကောင်းဆောင်တွေဟာလိုက်ပါခဲ့ရပါတယ်နောက်တော့မြန်မာစစ်ကောင်းဆောင်တွေကိုယ်တိုင်က မြန်မာနိုင်ငံ၏အပြောင်းလဲကိုဖန်တီးစီရင်တဲ့အနေအထားကိုရောက်လာပါတယ်။ပထမဦးဆုံးဖြစ်ရကတော့ဗိုလ်ချုပ်ကြီးနေဝင်ဖြစ်ပါတယ်။ဗိုလ်ချုပ်ကြီးနေဝင်ဟာ1962ခုနှစ်မတ်လမှာစစ်အာဏာသိမ်းခဲ့ပါတယ်။စစ်အာဏာသိမ်းပြီးနောက်ပိုင်းမြန်မာလူ့ဖွဲ့စည်းနဲ့မြန်မာနိုင်ငံကြီးကိုပုံဖော်စီရင်နိုင်ဖို့စ조사ခဲ့တယ်။လဝဲယူဆလွှမ်းမိုးတဲ့မြန်မာတွေကိုစီယုံဖို့အတွက်သူကိုယ်တိုင်ယုံကြည်သက်ဝင်ခြင်းမရှိတဲ့ဆိုရှယ်လစ်ဝါဒကိုပုံဖော်တည်ဆောက်ခဲ့ပါတယ်။ ဆိုရှယ်လစ်ဝါဒကိုဗိုလ်ချုပ်ကြီးနေဝင်ကယုံကြည်သက်ဝင် ရင်းဆွဲ မရှိဘူးဆိုတာထင်ရှားတဲ့တာရကတွေရှိပါတယ်။လဝဲယူဆအာကြီးတဲ့မြန်မာလူမှုကိုလဝဲဟန်နဲ့စီယုံဖို့အတုံးချခဲ့ခြင်းတသက်မျှတာဖြစ်ပါလေ။ဗမာနိပဗမာဟန်ဗမာနိဗမာဟန်ဆိုရှယ်လစ်ဝါဒ1962ခုနှစ်မတ်လ6ရက်နေ့နံနံပိုင်း9:00နာရီမှာဗိုလ်ချုပ်ကြီးနေဝင်က ဗိုလ်ချုပ်ကြီးစောမြင့်ဦးစောဦးနဲ့ဦးချစ်လှိုင်တို့သုံးဦးကိုကာကွယ်ရေးဦးစီးချုပ်ရုံးခန်းမှာခေါ်ယူတွေ့ဆုံပြီးအခုလိုပြောခဲ့ပါတယ်ဒီလိုရှိတယ်ကွာအခုတို့လုံကြည့်ကြမယ်ဆိုရှယ်လစ်ဇင်ပေါ့ကွာအေးလုံရင်လုံရင်လုံကြည့်လို့တမ်းပြီကောင်းမလားဘူးတို့မှန်းတယ်လို့ဖြစ်မလားဘူးဆိုရင်တော့တို့အချင်းချင်းတွေပဲကွာဗမာချင်းချင်းပြန်တိုင်ပင်ပြီးပြင်သိရင်ပြင်ပြောင်းသိရင်ပြောင်းပြောင်းလိုက်ကြတာပေါ့ကွာဒါဟာ ိုးချုပ်ကြီးနေဝင်မြမစစ်ခေါင်းဆောင်တွေရဲ့သဘောထားနဲ့ဇယိုက်ကိုပြနေတဲ့တာရကတွေတဲကတခုဖြစ်ပါလိမ့်မယ်။နိုင်ငံကြီးကိုကိုယ်အသုံးတည့်နိုင်ဖို့လူသလိုပြီးသလွယ်ကျုံသလိုကြည်ကျက်လုပ်ကြည့်မယ်။မဟုတ်ရင်လည်းပြန်ပြောင်းမယ်ဆိုတာကိုခက်လွယ်လွယ်သဘောထားနဲ့ဇယိုက်ကိုတွေ့ရပါလေ။ဒါကြောင့်လဲမြမဆိုရှယ်လစ်လမ်းစဉ်ကိုကျင်ညာပြီးမြမစစ်တပ်တွေမှာလူနှစ်ပတ်ဝန်းကျင်တို့၏အညာမညာသဘောတရားကိုဖို့ချသွတ်သွင်းတိဆောက်တော်လဲ။ တကက်လက်တွေ့မှာမြန်မာစစ်တပ်ရဲ့ archaeology ဖြစ် social literacy ကရောက်ရှိမနေပါ ရောက်ရှိမလာပါငကုမူလရှိရင်ဆွဲမျိုးချစ်ဝါဒတာလည်းရင် လက်ကျန်နေနဲ့ရှိတာတွေ့ရပါတယ် social literacy စဉ်ကြဆုံးကဆရာနာသိန်းကောင်းဆောင်ဗိုလ်ချုပ်ကြီးနေဝင်းဟာနိုင်ငံရေးကိုပုံဖော်တဲ့အနေနဲ့မြန်မာနိမဟန် social literacy ကိုတည်ထောင်ပြီး လူနှစ်ပတ်ဝန်းကျင်တို့ဤအညာမညသဘောတရားဆိုတာတွေကိုတရက် ideology ဖြစ်သွတ်သွင်းခဲ့ပါတယ်။သို့တော်လည်းမြန်မာစစ်တပ်ထဲမှာအမျိုးသားရေးဝါဒကသာလျှင်ဆွဲမြဲနေပြီး socialist ဝါဒဟာမြန်မာစစ်တပ်ထဲမှာတကားအနေနဲ့ပဲဖုံးထားနိုင်ခဲ့ပါတယ်။တကယ်အတွင်းနှစ်သာရအထိဆွဲမြဲမဝင်ခဲ့ပါဘူး။ဒါကြောင့်လည်းပဲ1988ခုနှစ်လူမှုအုံကြွမှုဖြစ်တဲ့အခါဒီမိုကရေစီအရေးကြီးကြော်တန်တွေဟာ မြမဆိုရှယ်လစ်လမ်းစဉ်ပါတီကိုကြာဆုံးခန်းရအောင်ပို့ပေးခဲ့ပါတယ်။လမ်းစဉ်ပါတီကြာဆုံးခြင်းဟာမြမနီမြမဟန်ဆိုရှယ်လစ်ဝါဒကြာဆုံးခြင်းလည်းဖြစ်ပါတယ်။အာနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်ကြီးနေဝင်းပါနိုင်ငံတော်အာနာကိုလက်လွတ်ခဲ့ရပါတယ်။မြမမျိုးသားရေးဝါဒပင်မတောက်တိုင်းဗိုလ်ချုပ်ကြီးနေဝင်းပါဝင်လမ်းစဉ်ပါတီနဲ့ဆိုရှယ်လစ်ဝါဒလည်း မြန်မာစစ်တပ်ထဲမှာပုံကျပြိုလဲသွားပါတယ်သို့တော်လဲမြန်မာစစ်တပ်ရဲ့မူရင်းအိုင်ဒီယိုလော်ဂျီတောက်တိုင်ဖြစ်တဲ့အမျိုးသားရေးဝါဒဟာထောင်မှတ်နေစေဖြစ်ပါတယ်မျိုးချစ်ဝါဒကိုပြင်မတောက်တိုင်ဖြစ်ပြန်လဲဆွဲခံပြီးနဝတအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်မှုကြီးတန်းရွှေကမြန်မာစစ်တပ်ထဲမှာမြန်မာမျိုးသားရေးဝါဒကိုပြန်လဲခိုင်မာအောင်တည်ဆောက်ခဲ့ပါတယ်ဒီလိုတည်ဆောက်မှုဟာဗိုလ်ချုပ်မှုကြီးတန်းရွှေလက်ထက်မှာမြန်မာစစ်တပ်ကိုပြန်လဲပြုစုစူးစီးနိုင်အောင် လုပ်ပေးခဲ့ပါတယ်။ဗိုလ်ချုပ်မူကြီးတန်းရွှေလက်ထက်မှာမြမတက်မတော်ဟာရကင်ကိုလိုနီနယ်ချဲ့စန့်ကျင်ရေးခေတ်က WMBA ရှောက်ခဲ့တဲ့မူလလမ်းစဉ်ကိုပြန်လျှောက်ဖို့ကြိုးစားခဲ့ပါတယ်။အနောက်တိုင်းလေတုနဲ့ခုခံဖို့ဒီမိုကရေစီအတိုက်ခံနိုင်ငံရေးခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ကိုတံပြန်နိုင်ဖို့အတွက်ဗိုလ်ချုပ်မူကြီးတန်းရွှေဟာမြမလူဖွဲ့စည်းနဲ့မြမစစ်တပ်တွင်မှအမျိုးပါသာသာသနာကိုကာကွယ်စောင့်ရှောက်ထိန်းသိမ်းရမယ်ဆိုတဲ့အမြင်ယူဆတွေကိုတွတ်သွင်းဖို့ စ조사ခဲ့ပါတယ်။ဒီ조사မှုဟာမြန်မာစစ်တပ်တိုင်းဝိုင်းနဲ့တပ်နဲ့နှီးစပ်တဲ့တိုင်းဝိုင်းမှာအတော်ထိရောက်ခဲ့ပါတယ်။ဒီအ조사ကလည်းမြန်မာစစ်တပ်ကိုမျိုးချေဝါဒနဲ့ပြန်လည်အစေးကပ်အောင်လုပ်ပေးလိုက်တယ်လို့ဖြစ်ခဲ့ပါတယ်။မြန်မာလူမှုဒလိမှာငကိုရှိရင်းဆွဲဝန်တာနုမျိုးချစ်စိတ်တက်ရှိတဲ့မြန်မာလူထုကိုလည်းတပါးတည်းဆွဲဆောင်ပြီးသားဖြစ်သွားပါတယ်။ဒီလိုနဲ့၂၀ရာစုလွန်မြန်မာစစ်တပ်ဟာ မြမမျိုးသားရေးဝါဒဆိုတာကို အမျိုးပါတာသာသနာကိုကာကွယ်စောင့်ရှောက်ထိန်းသိမ်းရမယ်ဆိုတဲ့အယူဆနဲ့တူယက်တီဖို့ကြိုးစားလာခဲ့ပါတယ်မဟာပမာလူမျိုးဝါဒပါလီမန်ဒီမိုကရေစီခေတ်နိုင်ငံရေးအကွဲပြဲကြောင့်တက်တွင်းပြိုကွဲမှုဟာတည်ရင်လိုက်ဒေါခုပုံကံမှုတွေဖြစ်ပြီးတဲ့နောက်ပိုင်းမြမတက်မတော်ထဲမှာ ိုင်းရင်းသားလူမျိုးစုတွေကိုထိပ်ပိုင်းယာတို့တွေကနေဖြုတ်ချခဲ့ပါတယ်။နောက်ပိုင်းမှာတိုင်းရင်းသားမှန်ရင်ဗုဒ္ဓဘာသာမဟုတ်ရင်ဘလောက်အယီချင်းရှိရှိတက်ထိပ်ပိုင်းယာတို့တွေကိုမပေးတော့ပါဘူး။ရယူခွင့်မရှိတော့ပါဘူး။ဒါဟာရေးသားထားတဲ့စီမင်းစည်းကမ်းမဟုတ်ပေမဲ့တက်တွင်းတိုင်းဝိုင်းမှာဗမာကြီးစိုးရေးဝါဒမဟာဗမာအယူဆတစ်ဖြည်းဖြည်းနဲ့သွတ်သွင်းတိဆောက်လာခြင်းရဲ့တက်တည်အဖြစ် ရှိနေပါတယ်။ယခုလက်ရှိမှာလည်းမြမစစ်တပ်ထဲမှာ ဗမာလူမျိုးတာလျင်ပြီးဆိုတဲ့ဗမာစစ်တပ်ဗမာစစ်တပ်အတက်ပြတာဖြစ်နေတာကြာညောင်းနေပါပြီအမျိုးပါတာတာဒနာကိုအာခွေစောင့်ရှောက်တော့1988နောက်ပိုင်းမှာလေမြမမျိုးချစ်တက်မတော်ဖြစ်တိဆောက်ပြီးအမျိုးပါတာတာဒနာဆိုတဲ့ကြွေးကြော်တန်ကို လွှင့်ပြီးတော့တန်းပြည်တိဆောက်ရေးကိုလုပ်ခဲ့ပါတယ်စစ်တပ်ဟာ အမျိုးကိုကာကွယ်စောင့်ရှောက်တဲ့တပ်မတော်ဖြစ်တယ်။မျိုးချစ်တပ်မတော်ဖြစ်တယ်ဆိုတဲ့အယူဆကိုသွတ်သွင်းတည်ဆောက်ပါတယ်။ဘာသာသာသနာကိုစောင့်ရှောက်တဲ့သာသနာတရားကမင်းဖြစ်တယ်ဆိုတဲ့အမြင်ကိုလူခွဲစည်းထဲမှာရောက်စေပါတယ်။ကိုလိုဒီနဲ့ချက်အင်္ဂလိပ်ခေတ်တုန်းကမျိုးချစ်ဝင်သားနှုတ်ပုံကိုဖန်ပြီးအနောက်တိုင်းကလာတဲ့ဒီမိုကရေစီကိုပြန်လည်တုံ့ပြန်ဆန့်ကျင်ဖို့အမျိုးသားရေးဝါဒကိုတည်ဆောက်တာတွေ့ရပါတယ်။နောက်တိုင်းတွေးခေါ်ဖို့လွှမ်းမိုးတဲ့ နိုင်ငံရေးအယူဆအပြင် စာပေရင်ကျေးမှုနဲ့အမှုပညာမှာပါမြမလူခွေစည်းမှာဆွဲမြဲမလာအောင်အမျိုးပါဒသာသနာဆိုတဲ့လေထုကိုတိဆောက်တာ တွေ့ရပါတယ်အနောက်နိုင်ငံတွေကရင်ကျေးမှုနဲ့နိုင်ငံကြီးတွေးခေါ်ကကိုလိုနီခေတ်ကအနေချက်နဲ့အတူတူလို့သမဟုတ်ပြီးဒီမိုကရေစီလဲမြမပြည်ရောက်မလာအောင်ဟန်တာထားပါတယ်နေချက်အင်္ဂလိပ်ဟာမိစာဆိုရင်အနောက်နိုင်ငံတွေကလာတဲ့စာပေရင်ကျေးမှုအတွေးခေါ်တွေကလည်း မိစ္ဆာဝါဒပဲဆိုပြီးအမျိုးသားရေးဝါဒနဲ့လှည့်တိုက်ပေးပါတယ်ဒီလိုနဲ့မြမလူဖွဲ့စည်းကအနောက်တိုင်းတွေးခေါ်နဲ့အနောက်ပိုင်းယဉ်ကျေးမှုလက်မခံအောင် မိစ္ဆာတစိကပ်ပြီးမြမစစ်တပ်ကဝါဒဖြစ်ပါတယ်တစ်ဖက်မှာလည်းအနောက်နိုင်ငံတွေနဲ့နှီးနွယ်နေတဲ့စာပေရှင်ချင်းမှုအမှုပညာနိုင်ငံရဲ့အတွေးခေါ်အားလုံးကိုဘာသာရေးမိုင်းတိုက်ပြီးဓမ္မရယ်စည်ရင်သွင်းဖို့စူးစမ်းအားထုတ်ခဲ့ကြပါတယ်။ ဒီလိုဝါရပြမှုကလည်းမြန်မာစစ်တပ်အတိုင်းဝိုင်းနဲ့တနဲ့နှင်းရတဲ့အတိုင်းဝိုင်းမှာအတော်ခိုင်ခိုင်မာမာပြန့်နှံ့တာတွေ့ရပါတယ်။ဒီလိုမျိုးသားရေးဝါရကိုဝါရဖြန့်တိဆောက်ချင်အောင်မြန်မာစစ်တပ်အနေနဲ့ဒီမိုကရေစီကိုဟန်တာပြီးတာဖြစ်တယ်လို့နိုင်ငံရေးအရာတိုက်ခံလုပ်နေတဲ့နိုင်ငံရေးအင်အားစုကိုလည်းကန့်သက်ထားပြီးတာဖြစ်တယ်လို့ယူဆခဲ့ဟန်တူပါတယ်။ဒီမိုကရေစီနဲ့နောက်တိုင်းတွေးခေါ်ရင်ကျေးမှုတွေဟာအမာတွေကြီးစုထားတဲ့မြန်မာစစ်တပ်တွေရဲ့ ရန်သူဖြစ်နေုံသာမကမြမလူတုနဲ့ပါရန်သူဖြစ်ကြောင်းလှုပ်ဆောင်လိုက်တဲ့ကိစ္စဖြစ်ပါလေ။ဒါကိုလူတော်တော်များများကမသိပါဘူး။မြမတွေဟာ အမျိုးပါသာသာသနာဆိုတဲ့ပညာပြောက်နေတဲ့ဝါရဖြန့်ကျင်ရေးတဲမှာခွဲလှယ်လိုက်ပြီးမြော့ပါသွားကြပါလေ။ဒါကြောင့်လည်းပဲ2011ခုနှစ်နိုင်ငံရေးဖြည့်ဆော့မှုတွေဖြစ်လာတဲ့အချိန်မပါတာလှုပ်ရှားမှုဟာတံပြန်နိုင်ငံရေးလှုပ်ရှားမှုဖြစ်ပေါ်လာခဲ့ပါတယ်။ မဟာဗုဒ္ဓဘာသာလူမျိုးကြီးအယူဆ2017-2012ခုနှစ်မှာဗိုလ်ချုပ်မှုကြီးတန်းရွှေဟာစေကောင်းဆောင်ဖြစ်ကနေနားယူလိုက်ပြီးငယ်ရွယ်သေးတဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်လက်ထက်မှာစစ်တပ်ကိုလွတ်အပ်လိုက်ပါတယ်။ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကလည်းအမျိုးဘာသာသာသနာမဘာသာယူဆကိုဆက်လက်ဆွဲကံပြီးရှေးရိုးဆဲမျိုးချစ်ဝါဒနဲ့မြန်မာစစ်တပ်ကိုထပ်မံဦးဆောင်ပါတယ်။ တစ်ဖက်မှာလည်းနိုင်ငံရေးတဲ့ယူနီဖောင်းချွတ်ပြီးဝင်ပါနေတဲ့တပ်တိုင်းဝိုင်းကိုမြူသားရေးဝါဒဟာဗမာမျိုးချစ်ဝါဒဖြစ်တယ်ဆိုတဲ့မဟာဗမာအယူဆနဲ့ဗမာဗုဒ္ဓဘာသာလူမျိုးကြီးအယူဆကိုကင်ဆယ်ပြီးညမလူ့ဖွဲ့စည်းရေးမှာလှုပ်ရှားလာတာတွေ့ရပါတယ်။ဒုတက်မလာပဲအတိတ်ကိုလဲထွက်သွား။လက်ရှိညမစစ်တပ်အနေနဲ့ ကျေပြန်း၍အပြုသဘောဆောင်သောတိုးတက်သောအမျိုးသားရေးဝါဒကိုအတိဆောက်နိုင်ပေဒွေသားဗီဇာနှင့်ဘာသာရေးကိုအခြေခံနှင့်သေးကြုံသောမျိုးချစ်ဝါဒအဖြစ်ပြန်လည်သွားတာကို တွေ့ရပါတယ်။လက်ရှိမြန်မာစစ်တပ်ကိုယ်တိုင်ကလည်းအတွေးခေါ်အားဖြင့်မြန်မာကျယ်ဝန်းနှင့်မျိုးသားရေးဝါဒကိုကင်ဆယ်နိုင်စွာ မရှိတော့ပါဘူး။သေးကြုံတဲ့မျိုးချစ်ဝါဒမျိုးချစ်တက်မတော်အဖြစ်သာအတိတ်စီကို ပြန်လည်ထွက်သွားတာတွေ့ရပါတယ်။ ဒီတော့မြမစစ်တပ်ဟာနိုင်ငံတော်ဝန်လုံးကိုအမျိုးသားရေးတပ်မတော်ဖြစ်ဥဆောင်နိုင်ရမယ့်အဆင့်ကို ရောက်မလာဘဲလူမျိုးတစ်မျိုးလူတစု လူတစ်ဖွဲ့နဲ့ဘာသာရေးတစ်ခုရဲ့အကျိုးစီးပွားကိုသာပူဇော်ပြုတဲ့လက်ဝေခံလက်ကင်ထုတ်အဆင့်ထိရှော့ကျတက်ဆင်းသွားတာကို အထင်အရှားတွေ့မြင်နေရပါတော့တယ်ခင်ဗျာ။